ကိုကိုမုံတီးနေတဲ့သူတွေရှိနေပြီလားအဲ့ဒါဆိုရင်တော့ကိုကို မုံတီးနေတဲ့သူတွေကိုကိုကိုခွန်အားဖြစ်စေတဲ့သူစိတ်ဓာတ်တွေတက်ကြွစေမဲ့သူတွေအဖြစ်ပြောင်းလဲဖြစ်နေစမှာကိုထင်းချိုးလို့မရတဲ့အရာတွေအပေါ်မှာဘယ်တော့မှ စိတ်ဖိစီးမှုတွေမထားပါနဲ့အရန်ကိုပင်ပန်းလို့လို့ပါ နောက်တစ်ချိန်မှာဟာတာဖြစ်လာမယ့်အရာတွေအတွက်နောင်တာလည်းရမနေပါနဲ့စိတ်လည်းညစ်မနေပါနဲ့ကိုတော့အတိတ်ပဲမသိတဲ့အရာတွေကို သူများတွေကို လိုက်ပြောမနေပါနဲ့အဆက်ခွဲတတ်တယ်အကောင်းဆုံးနေရဖို့အဆိုးဆုံးဆိုတာတွေကိုကြော်ဖြတ်ရတယ် ီတော့ကိုဟာအဆိုးဆုံးနဲ့ကြောဖြတ်နေရပြီဆိုရင်တော့အကောင်းဆုံးနဲ့ရတော့မယ်ဆုံးရှုံးမှုကို မုံတီးပါလားဆုံးရှုံးမှုကို မုံတီးရင်လက်လျှော့တတ်တဲ့အချင်းကိုချက်ချင်းရပါနောက်ကို ပြန်လှည့်မသွားဘဲနဲ့တော့နောက်ကိုပြန်လှည့်ကြည့်မနေပါနဲ့တော့ ဒီတော့ရှေ့ကိုဆက်သွားမယ်ဆိုရင်နောက်ကိုပြန်လှည့်ကြည့်စရာဘာကြောင့်မှမကိုမရှိတော့ဘူးတန်တရားဖြစ်နေတာဒီတဲကထွက်ပါအခုချက်ချင်းစပြီးတော့မှရှောက်လမ်းမှာစောင့်မနေပါနဲ့ဘဝဆိုတာကကိုယ်ထင်ထားတာတစ်ခုပုံမြန်လို့နေလို့ပါ နေတိုင်းကိုလက်ဆောင်တစ်ခုအဖြစ်သတ်မှတ်ပြီးအကောင်းဆုံးအထုံးချပါဘဝဆိုတာကအိမ်မက်တစ်ခုပါတိတ်ကိုလှပတဲ့အိမ်မက်တစ်ခုပါအဲ့ဒီလှပတဲ့အိမ်မက်တစ်ခုကိုနားလည်အောင်လုပ်ပြီးတော့မှအကောင်းတည်းပေါ်ရမယ်ဘဝဆိုတာကြီးကိုဖြတ်တန်းမသွားပါနဲ့ ဘဝဆိုတာကြီးကိုကြီးထွားတိုးတက်အောင်လုပ်ပြီးမှဖြတ်သန်းသွားပါတကားတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများသာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တော့ကိုညာလေးအောင်ပါခင်ဗျာ